အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မဲဆင်းရင်မှာရွေးမှုအကြောင်းပြအာနာသိန်းကဲ့သို့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆင်းရင်များမှာလူဦးရေ900တွင်300မှာရွေးနေဟုကြံဖို့ပါတီမှဘူးလက်လက်ဆွေပြောတေသူများမဲဆင်းရင်တွင်ပြန်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှုမိသားစုနှင့်အမှတ်လောင်းမိသားစုပင်မဲဆင်းရင်မပါဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 2020ရွေးကောက်ပွဲတွင်မဲဆင်းမှားယွင်းသည်ဟုအကြောင်းပြအာဏာသိမ်းခဲ့သောစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲဆင်းများမှလူဦးရေ900တွင်လူဦးရေ300မှားယွင်းနေကြောင်းကြက်ပေါ်ပါတီမှဘူးလလဆွေကအောက်တိုဘာလ9ရက်နေ့သူ၏လူမှုကွန်ရက်မှတဆင့်ထုတ်ဖော်ပြောဆိုခဲ့ပါသည်ရွေးကောက်ပွဲအတွက်မဲဆင်းများသွားရောက်စစ်ဆေးကြည့်သောအခါလူဦးရေ900တွင်လူဦးရေ300မှမဲဆင်းများမှားယွင်းနေကြောင်းရက်ွက်အုပ်ချုပ်ရေးမှုနှင့်မိသားစုဝင်များပင်မဲဆင်းမပါကြောင် မဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တပတ်သာကြံတော့ကြောင့်ဘူးလလဆွေကပြောဆိုပါတယ်။မဲဆင်းတွေကတ်ထားတာသွားကြည့်တယ်တော်တော်များများလွဲနေတယ်ဘလို့လွဲတာလဲဆိုတော့2020တုန်းကမဲဆင်းအဟောင်းကြီးလို့ယူဆရတယ်။အခုအစ်စ်ပြန်ကောက်တဲ့ဒီရက်ကြီးအုပ်ချုပ်ရေးမှုတွေပြန်ကောက်တဲ့စရင်တွေမဟုတ်ဘူး။ကွာရာကတော်တော်ကွာတယ်။900မှ300လောက်ကွာတယ်။ဂျာကသိမ့်မကောင်းဘူး။ UEC အနေနဲ့ပြန်လုပ်ရမယ်ပုံစံသုံးနှစ်ပြန်လျှောက်ပြီးတော့တော်တော်ကိုလုပ်ရမယ်။ ဒါအောက်တိုဘာ12ရက်နေ့ဆိုတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲချန်တော့တယ်ဒီတပတ်အတွင်းမှာတော်တော်လုံးယူရမယ်ဥပမာမင်္ဂလာဒီပတ်လို့ရက်ကွက်မျိုးမှဆိုရင်ရက်ကွက်အုပ်ချုပ်ရေးမှူးတော့မပါဘူးဗျာရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့မိသားစုကမဲစင်းရမပါဘူးကျန်တဲ့လူတွေပြောမနေနဲ့အဲ့ဒီလူတွေဖြစ်နေတယ်တည်သွားတဲ့သူတွေပြန်ပါနေတာရှိတယ်တည်သွားတဲ့သူတွေနောက်တစ်ခါအပြီးပြောင်းသွားတဲ့သူတွေပြန်ပါနေတယ်ဒါကတော်တော်များတယ်ဟုဘူးလက်လက်ဆွေကဆိုပါတယ်ထို့ပြင်မဲစင်းများမှာ တမျိုးနယ်လျင်ယာကနန်းကြော်ကွာဟနေပြီးမစင်းမှားရွေးမှုများသည့်အတွက်မစင်းကိုဓာတ်ပုံရိုက်၍ရက်ကွက်အတွင်လူဦးရေစရင်နှင့်တိုက်ဆိုင်စစ်ဆေးနေရကြောင်းစစ်တလောက်ခံရွေးကောက်ပွဲကော်မရှင်အနေဖြင့်မစင်းများကိုပြန်လည်ပြုပြင်ရမည်ဖြစ်ကြောင်းဘူလလဆွေကပြောပါတယ်။နောက်တစ်ခါလွတ်တော်ကိုယ်စားလှယ်တဦးပဲပါတယ်။သူမိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စားလှယ်တော့အားနာလို့ထဲပေးလိုက်တာလားမသိဘူး။အဲ့ဒီတော့ UEC ကအဲ့ဒီမစင်းတွေကတော်တော်ကိုမှားနေတယ်။တော်တော်ကိုပြန်ပြင်ရမယ်။အဲ့ဒါတွေ့တယ်။ ဒါလေးကိုအချိန်မီပြုပြင်ဖို့ဘသူတွေအလုတ်ရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေလွတ်တော်ကိုယ်စားလှယ်တွေကိုတိုင်ကအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှတပ်ပုံရိုက်ပြီးတော့ဒီစီရင်မှန်လားမမှန်ဘူးလားဆိုတာရက်ွက်တွေကလူတွေကိုတိုက်ဆက်စေးတာတွေလုပ်နေရတယ်။တမျိုးနဲ့တမျိုးနဲ့ကိုယာနဲ့ချီပြီးတော့ကွာနေတယ်။ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ်။ဒါလေးတော့အားထုတ်ပြီးတော့လုပ်ရမယ် UEC ကဟူဘူလလဆွေကဆိုပါတယ်။2020ရွေးကောက်ပွဲတွင် NLD ပါတီကအပြတ်သက်အနိုင်ရရှိခဲ့တော်လဲ။ မင်းအောင်လိုင်းနဲ့စစ်တပ်ကမင်းစင်းများမှားယွင်းသည်ဟုဆိုကာအကြောင်းပြ၍2020ရွေးကောက်ပွဲရလဒ်ကိုပယ်ဖြတ်ကောင်းသမရဦးဝင်းမြင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုဖမ်းဆီးကာအနာသိမ့်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးမုံရွာမြို့နယ်တွင်ပြည်သူများထံမှဆက်ကြေးကောက်နေသောရဲအရာရှိ၃ဦးနှင့်တပ်သားရဲတအုပ်တို့လိုက်ပါလာသောကားကိုဒေါ်လန်ရီတပ်များကပြစ်ခတ်မှုရဲလေးဦးတေဆုံးပြီးလက်နက်ခဲယံများသိမ်းဆီးရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့နယ်တွင်ပြည်သူများထံမှဆက်ကြီးကောက်နေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၁ဦးတို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပစ်ခတ်မှုရဲလေးဦးသိမ်းဆုံးပြီးလက်နက်ခဲယံများသိမ်းဆည်းရရှိကြောင်းအဆိုပါမစ်ရှင်တွင်ပါဝင်ခဲ့သောတော်လန်ရေးရဲဘော်ကိုထွန်းကပြောဆိုပါရယ်။အော်တိုဘာလ၄ရက်နေ့နံနက်ပိုင်းမုံရွာမြို့နယ်တာစီလန်းနှင့်အက်တောအဝိုင်းဘက်တွင် ပြည်သူများထံမှငွေကြေးနှင့်ပါလာသောပစ္စည်းများအတင်းအဓမ္မဆက်ကြီးကောက်ခံနေသောရဲအရာရှိသုံးဦးနှင့်ရဲတပ်သားတအူလိုက်ပါလာသောအိမ်စီကောက်ကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်လန်တိုက်ခိုက်မှုအတွင်ရဲလေးဦးစလုံးသေဆုံးခဲ့ပြီးတော်လန်ရေးတပ်များထိခိုက်မှုရှိခဲ့ကြောင်းလက်နက်ခဲယံများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါသည်သေးဆုံးသူရဲလေးဦးအနက်မှတအူးမှကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီးနယ်မြေရဲစခန်းမှာရဲတပ်ကြက်သိန်းစော်ဖြစ်ကြောင်းတိစီရရှိသောလက်နက်ခဲယံများမှ BA63 ခေါ် G3 နှစ်လက် နိုင်မမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနှင်းလာသောအိမ်စည်းကားများမှလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရပါတယ်။အဆိုပါမရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလာဖာနယ်ကျောင်းသားတပ်တော် SAF မုံရွာခရိုင်တပ်ရင်းနှင့်ခွဲသုံးရွာစော်ကြီးတော်လန်တန်ဘုဒ္ဓလင်မိုဘိုင်းတင်တို့ကအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။